နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာ၁၇ရက်အင်္ဂါနေ့ ဂလာတိဩဝါဒစာခန်းကြီး၄ခန်းငယ်၁မှ၇တဖန်တော်အမွေခံမြည်သည်ကဥ္စာရှိသမျှကို ပိုင်ထိုက်တော်သူဖြစ်တော်လေအရွယ်မရောက်မီကာလပတ်လုံးအစေအပါကြုံနှင့်တူ၏အဖစီရင်နှင့်တော်အချိန်ကာလမရောက်မီတိုင်အောင်အဆောက်အထင်းအုပ်အချုပ်တို့လက်၌ရှိ၏ထိုနည်းတို့ငါတို့သည်အရွယ်မရောက်မီလောကီတရားနုလက်၌ကြုံခံရကြ၏အချိန်ကာလစေသောအခါငါတို့သည်တာဤအခွင့်အရာကို ခံရမည်အကြောင်း ြည့်ညက်တရားလက်၌ရှိသောငါတို့ကိုကြွေးနှုတ်စီခြင်းကမိမဝုန်း၌ပဋိသေဒီယူ၍ပြည့်ညက်တရားအောက်၌ဖွားမြင်ရသောသားတော်ကိုဖျားသခင်သည်ဆေလွတ်တော်မူ၏ထို့သောသင်တို့သည်သားဖြစ်သောကြောင့်အဘအဘဟု ခေါ်တတ်သောသားတော်၏ဝိညာဉ်တော်ကိုသင်တို့စိတ်နှလုံးထဲသို့ဖျားသခင်ဆေလွတ်တော်မူ၏ထို့ဖြစ်၍သင်တို့သည် နောက်တဖန်အစေပါကြုံမဖြစ်သားပင်ဖြစ်ကြ၏သားဖြစ်လျင်ခရစ်တော်အားဖြင့် ဖျားသခင်ဤအမွေခံလဲဖြစ်ကြ၏တပန်တော်အမွေခံမိဒီကားဥစ္စာရှိသည်မြကို ပိုင်တိုက်တော်သူ ဖြစ်တော်လဲအရွယ်မရောက်မီကာလပတ်လုံးအစီအပါကျွန်နှင့်တူ၏ဂလာတိဩဝါဒစာအခန်းကြီး၄အခန်းငယ်၁ ဖျားခင်ဤကဲ့တင်ခြင်းအမွေခံများဝန်းနေဘွေရာယင်မတော်တဆမှုဖြင့်အဘိဂေလ်ဤမိဘနှစ်ပါးကွဲလွန်သွားခြင်းတွင်အလွန်ကျယ်ဝန်းသည့်မြေခွက်တစ်ခွက်အမွေရရှိမိစာရွက်စာတန်းကို သူမလက်ခံရရှိခဲ့ပြီးသူမ၏မိဘများက အမွေခံစာရွက်စာတန်းကို အာမခံလုပ်ငန်းတွင် အနှံခဲ့ကြောင်း သူမသိခဲ့ရသည်လက်တလောတွင် သူ၏ကောလိပ်ကျောင်းစီအတွက် အသုံးပြုရန်လုံလောက်ယုံမျှတာထုတ်ယူသုံးစွဲခွင့်ရှိသည်ကြံသောအရာများကို သူမအရွယ်ရောက်မှသာ ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်အဘိဂေလ်သည်စိတ်အနှောင့်ယှက်ဖြစ်မိတော်လဲမိဘများ၏အမျှော်အမြင်နှင့်ပညာသားပါပါ စီမံဆောင်ရွက်ခဲ့ခြင်းကို သူမနားလည်ခဲ့သည်ဂလာတိအခန်းကြီး၄တွင်ဖျားရှင်နှင့်အာဗြဟံတို့ပြုထားသောဗတိညင်အားဖြင့် ဣသရေလတို့ရရှိမည်ဂတိတော်အမွေကို ထိုနည်းတူသောဥပမာဖြင့်ရှင်ဘောလူက ဖော်ပြထားသည်အာဗြဟံကိုကောင်းကြီးပေးရန်ဖျားရှင်သည်အာဗြဟံနှင့်ပဒိညင်ပြုတ်ပြီးအည်ပြားလှီးခြင်းသည် ထိုဂတိတော်ဤသင်္ကေတပင်ဖြစ်သည်သို့ရာတွင် ထိုသင်္ကေတသည်ဂတိတော်မဟုတ်ခဲ့ပါအာဗြဟံမှဆင်းသက်သောမျိုးဆက်သည်ထိုဂတိတော်ပြည့်စုံစေမည်နောင်လာမည်မျိုးဆက်ကို စောင့်မျှော်ကြရမည်။ဣဇက်မွေးဖွားလာပြီးဖျားရှင်၏လူမျိုးတော်ကိုကယ်တင်မည်သူ နောင်ကာလ၌မွေးဖွားလာမည်သားတော်ကိုညွှန်ပြခဲ့သည်။ဣသရေလလူမျိုးတို့သည်အဘိဂေလ်ကဲ့သို့ပင်အဘစီရင်နှင့်သောအချိန်ကာလကိုသာစောင့်မျှော်နေရကြမည်ဖြစ်သည်။ထိုအချိန်ကြမှသာလျှင် အမွေကိုသူတို့အပြည့်အဝပိုင်ဆိုင်ရယူနိုင်မည်ဖြစ်သည်။ သူတို့ချက်ချင်းလက်ငင်းလိုချင်သောအရာသည်ယေရှုအသေးခံပြီးတကြိုချင်းခံပြီးနောက်ရှင်ပြန်ထမြောက်ခြင်းအချိန်ကြရောက်မှသာလျှင်သူတို့၏လက်ထဲသို့ရောက်ရှိလာမည်ဖြစ်သည် ခရစ်တော်ကိုယုံကြည်သောသူအပေါင်းတို့သည်အပြစ်၏ကြေးကြော်မဟုတ်တော့ဘဲဖျားသခင်၏သားသမီးများဖြစ်ကြသည်ပဒိညင်အသက်ကိုပြုခဲ့ပြီးဖြစ်၍ဖျားရှင်ထံကျွန်ုပ်တို့ချင်းကပ်နိုင်ပြီဖြစ်သည်ဖျားရှင်ကိုအဘအဘဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်တခင်ယေရှုကိုမိမိကယ်တင်ရှင်အဖြစ်ဝန်ခံခဲ့ပြီးတော့အဖြစ်ဤကြေကျုံမဟုတ်တော့ဘဲဖျားသားမိခဲ့သို့ဖြစ်သွားသည်နီကိုရောကိုအဖအဖြစ်တည်ကျွမ်းခြင်းသည် မြည်သည့်အတိတ်ပဲနီရှင်နှစ်သက်ဖွယ်သောအဖဖျားလောကဤအပြစ်ကို ဖြေရှင်းရန်သားတော်ကိုဆေလွတ်ပေးသည့်အတွက်ဂျေဇူးတင်ပါ၏နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာ ဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။